ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗစ်တိုးရီးယားခင်ပေ့ချ်မှာအကျိုးဆိုပါရစေဒီနေ့ကတော့အိမ်မအိမ်ကျဲရဲ့ချမောင်ဟင်းရဲ့ငပိရတိုးစရာအစုံလင်းချက်စားဖြစ်ပါတယ်ရှင်ချက်ပုံလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ဒါကတော့တန်းစင်ပြည်သားစစ်သားတွေကိုပြုတ်ထားတာဖြစ်ပါတယ်ရှင်စစ်သားချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့စစ်တွန်နီစစ်တွန်ဖြူကရဝေးရဲ့နန်းနန်းစေးမုံနဲ့ဇီယာမုံတို့ဖြစ်ပါတယ်ရှင် ထဲဟိုးကိုပူလောင်အောင်လုပ်ပြီးတော့စီထည့်ပါမယ်ရှင်စီပွက်လာပြီဆိုရင်ကရဝေးရွက်ရဲ့ကျက်သွန်နီးကျက်သွန်ဖြူကျိတ်ထားရရဲ့ဟိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်ဟုတ်ကဲ့စီတက်ထားတာလေးမွေးလာပြီဆိုရင်နဲ့နွတ်မုံထည့်လိုက်ပါမယ်ရှင်ပြီးရင်အယောင်တင်မုံထည့်လိုက်ပါမယ်ရှင်ပြီးရင်ရေအနှဲငယ်လေးပါထည့်ပြီးတော့မွေးလိုက်ပါမယ်ရှင်မွေးပြီးွားပြီဆိုရင်ချိန်ထားတဲ့ဇီရာမုံနဲ့နနတ်မုံတို့ကိုထည့်လိုက်ပါမယ်ရှင် အနက်လေးမွေးလာပြီဆိုရင်စစ်သားထက်ပြီးတော့အရသာဝင်အောင်တေချာမွေးလိုက်ပါမယ်ရှင်။မွေးပြီးသွားရင်အဖုံးလေးခဏအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်ရှင်။ဟုတ်ကဲ့အခုဆိုရင်အနက်မွေးလေးနဲ့အရန်ရတာရှိတယ်စစ်သားဟင်းချက်သွားပါပြီရှင်။ ဟုတ်ကဲ့ဒါကတော့ချင်မောင်ရင်ချက်ဖို့အတွက်ကျစ်တွန့်ဖြူကျစ်တွန့်နီးခရမ်းကျင်နီးကိုစီတက်ထားတာဖြစ်ပါတယ်ရှင်။ပြီးရင်ပစွန်ချောင်းမုံကိုထည့်ပြီးတော့ပြုတ်ထားတဲ့ချင်မောင်ရွက်လေးတွေကိုထည့်ပြီးတော့နန်းငယ်မွေလိုက်ပါမယ်ရှင်။ဟုတ်ကဲ့ချင်မောင်ဟင်းရည်လေးပွက်လာပြီဆိုရင်ရုံးပရေသီလေးတွေကို ပါပါလေးလီးပြီးတော့ထည့်လိုက်ပါမယ်ရှင်။ဟုတ်ကဲ့ရတာလေးရှိဖို့အတွက်စားနေနေနဲ့ဒက်ရှိချုံမုံကိုထည့်လိုက်ပါမယ်။ ဟုတ်ကဲ့ဟင်းရေပပွက်ဆူလာပြီဆိုရင်ငရုတ်သီးစိမ့်နဲ့နနမင်းလေးကိုဥလိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့ငပိရေဖြိုဖို့အတွက်ငရုတ်သီးစင်းရဲ့ကြက်သွင်ဖြူရဲ့ပဇွန်ချောင်းရဲ့ကို ရေစေးထက်တာပါရှင်။ဒဲအိုးကို ပူလာအောင်လုပ်ပြီးတော့အရာလေးတွေကိုအနက်မွေးလာအောင်လော်လိုက်ပါမယ်ရှင်။ဒါကတော့ရေကျုံငပိကိုစနွတ်မုတ်လေးအနေနဲ့ထည့်ပြီးတော့ကြိုနေတာပါရှင်။ ဒါကတော့ငပိရေကျူထဲမှာထည့်ဖို့အတွက်ကျေတုံဖြူပဇွန်ချောင်းနဲ့ငရုတ်သီးစိမ့်လေးကိုကြိတ်ထားတာပါရှင်။ဒါကတော့ကြိုထားတဲ့ရေကျူငပိရေတွေကအယိုးတွေကိုစစ်လိုက်တာဖြစ်ပါတယ်ရှင်။အယိုးစစ်ပြီးသွားပြီဆိုရင်ခုနကကြိတ်ထားတဲ့ပဇွန်ချောက်ရဲ့ငေယုတ်သီးစင်းရဲ့ကြက်သွင်ဖြူလေးရဲ့ရောပြီးတော့ထည့်မွေလိုက်ပါမယ်ရှင်။ဒါကတော့ငပိရေကျုံနဲ့စားဖို့အတွက်တိုးစရာလေးတွေကိုပြုတ်နေတာပါရှင်။ ဟုတ်ကဲ့အခုဆိုရင် ထမင်းစားဖို့အတွက်ဟင်းတွေအားလုံးဆင်သင့်ဖြစ်နေပါပြီရှင်။ကြက်သားဟင်းရဲ့ငပိရေတိုးစရာရဲ့ချင်မောင်ဟင်းရဲ့ဖြစ်ပါရဲ့ရှင်။စားကြပါဦးရှင်။ကြည့်ရှုသူများအားလုံးကိုကျေးဇူးထူးတင်ရှိပါရဲ့ရှင်။